အာဝါသနာမပါတဲ့ career တစ်ခုကိုအလုပ်လုပ်နေရတဲ့အချိန်မှာပေါ့နော်အကိုတကယ်ဝါသနာပါတဲ့ဟာကိုဘယ်လိုရှာမလဲအဲ့ဒါကလေးလေးအရင်တုန်းကအာ vlog လေးနှစ်ခုလုပ်ခဲ့တယ်တစ်ခုက ကကြတော့လင်းရဲ့ဝါသနာလင်းဘလူရှာတွေးခဲ့တဲ့ဆိုတာရဲ့ပြီးတော့ဝါသနာကိုရှာတွေးအောင်လို့ step by step အာလုံနီလေး vlog နောက်ခုရှိခဲ့တယ်ပေါ့နော်အဲ့ vlog နောက်ခုမှာသွားကြည့်လို့ရတယ်ပေါ့နော်လင်းဒီဟိုမှာလည်းလင်းလေးတွဲပေးထားမယ်ပေါ့နော်အဲ့တော့လင်းဒီမှာတော့ recap နဲ့ shortcut အနေနဲ့ဘလူလေး အကြံပေးခြင်းလဲဆိုလို့ရှိရင်အာကိုတနေ့တာမှာဖြစ်ဖြစ်သမျှအရာတွေအကုန်လုံးကိုအထရာကြီးအနည်းနဲ့စာချရေးပေါ့နော်စာချရေးတဲ့အချိန်မှာအာကိုဘယ်ဟာလှုပ်ချင်တယ်ဘယ်ဟာမလှုပ်ချင်ဘူးဘယ်ဟာကြိုက်တယ်ဘယ်ဟာမကြိုက်ဘူးစသဖြင့်ကိုကိုလည်းသိလာလိမ့်မယ်ဒါကြိုက်လို့နေ့တာမှာဖြစ်ဖြစ်သမျှစာအုပ်နဲ့ချရေးလိုက်တာက mental speed ပေးရရောက်တယ်ဘယ်လိုလဲဆိုတော့ကိုမှရင်ဖွင့်စရာလူမရှိဘူးဆိုရင်တော့ရင်ဖွင့်စရာလူကိုတွားပြီးရှာစရာမလိုတော့ဘဲနဲ့အာစာချရေးလိုက်တာက ကိုကိုကိုပိုသိသွားတယ်ပြီးတော့ကိုကို ငိုငိုချင်းစရာဖြစ်ရပဲဖြစ်ဖြစ်ပျော်စရာဖြစ်ရပဲဖြစ်ဖြစ်စာအုပ်ထဲမှာခြာရေးလိုက်တဲ့ခါကျတော့အဲပို့ပြီးတော့ကရင်ဖွင့်လိုက်ရတယ်လို့မျိုးခံစားရရဲ့ခံစားချက်မျိုးရလိမ့်မယ်ပေါ့နော်။လင်းကိုယ်တိုင်ကလည်းဒါလင်းရဲ့ဝါသနာဘယ်လိုရှာတိခဲ့လဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့လင်း ့ဧဝါဒနာနဲ့လင်းတဲ့ချိတ်ဆက်မှုမရှိခဲ့ရဆိုလို့ရှိရင်23 24နှစ်အထိရှိခဲ့တယ်လို့လင်းပြောလို့ရတယ်။အာဒါပေမဲ့လင်းရဲ့ဝါဒနာကိုလင်းပြန်ပြီးချိတ်ဆက်မိရကအသက်28 29လောက်မှပြန်ပြီးချိတ်ဆက်မိခဲ့တယ်။ချိတ်ဆက်မိရဲ့ချိန်ကလည်းဖြစ်ကျင်တော့ဘာလဲဆိုတော့ presentation တစ်ခုလုပ်ရတယ်ငါစကားပြောရတာကြီးချစ်တယ်ဆိုတော့စပြီးတော့တိလာ အဲဒါပေမဲ့အဲ့ဒါကိုတော်တော်နဲ့ဆက်မလုပ်ခဲ့ဘူးနင်းရဲ့ teacher ဒါကျက်တတ်မေရီကရဲ့ဒါ camp တစ်ခု join တဲ့ချိန်မှာ YouTube vlog လေးတစ်ခုရိုက်ပြီးအင်စာထက်ရမလို့ပြောချင်မှာအဲ YouTube vlog လေးတစ်ခုရိုက်ရနေပြီးတော့ဟောငါဒီလိုမျိုးကိုတိရာလေးကို sharing လုပ်တာဝါသနာပါပါလားဆိုပြီးစသီလာခဲ့။အပထမဆုံးစပြီးတော့ vlog တွေလုပ်တော့ beauty vlog တွေလုပ်တာရှိရဲပြီးတော့အဲဒီ channel Mary တသက် Mary ရဲ့မင်းအထူးခြားတဲ့စာအုပ်ကိုဖတ်တာရှိရဲ။အဲ့တော့စာအုပ်ဖတ်တော့ကတော့စာအုပ်ဖတ်တဲ့ကောင်မလေးနေနေသိရဲ။နောက်တော့စာအုပ်ဖတ်ပြီးသွားတဲ့ချိန်မှာအာကိုတိရာလေး knowledge ် share ခြင်းနဲ့ဆိုပြီးတော့ self နဲ့ပတ်သက်ပြီး share တော့ self နဲ့ပတ်သက်ပြီး share လို့အနေနဲ့သိရယ်အာ now မိုက်ဆာခရိုနဲ့ပတ်သက်ပြီး share လုပ်နေတဲ့တည်ရဲ့နောက်တော့အာကိုက coffee sign ကြီးသွားတဲ့အချိန်မှာ freedom ဖြစ်တဲ့ခံစားရရဲဆိုတာမျိုးကိုကိုတည်လာတဲ့အချိန်မှာဒါ coffee blog တည်လို့ရင်းနဲ့လဲ coffee blogger နေနဲ့တည်ရဲ့လူလည်းရှိတယ်နောက်ပြီးကြတော့ link ဒါ landing လောက်ရတဲ့ဝါနာပါတဲ့ခါမှာ landing နဲ့ပတ်သက်ပြီး sharing လုပ်တဲ့ခါကျတော့လဲအာဒါ business အကြောင်းနေနဲ့ပတ်သက်ပြီးတော့ coaching အပိုင်းနေလေးလာတဲ့ခါကျတော့အဲ့ဒီလေးလာတာကြီး counseling ပိုင်းလေးလာတဲ့ဟာကြီးလဲ sharing လုပ်တော့အာဘူးတိုင်ရစီရ share လူဖြစ်နေတည်လာတာများတယ်ပေါ့ ါ့နော်အဲ့တော့ကိုဘယ်ဟာတွေဝါနာပါလဲဘာလို့လုံးချင်လဲဆိုတော့ link တကယ်အသုံးပြုခဲ့တဲ့ powerful way ဆိုလို့ရှိရင်နော်စာအုပ်ထဲမှာခြာရေးတာကကိုဘယ်လိုပုံစံလုပ်ချင်လဲဆိုတာသိလာနိုင်ပါတယ်ဒါပေမဲ့ဒီတော့ကလေအဲအဲ့စာအုပ်မှာခြာရေးတာကလေ definitive title ကြီးရောသိလာရမှာမဟုတ်ဘူးအာငါဘာတွေလုပ်ချင်တယ်ဘယ်လိုလူနဲ့စကားပြောချင်တယ်ဘယ်လိုလူနဲ့တော့စကားမပြောချင်ဘူးအဲ့လိုမျိုးတွေသိလာတဲ့အချိန်ကျတော့ ကိုအလုပ်လုပ်တဲ့ချိန်မှာပို့ပြီးတော့လွယ်ကူလာတာပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အာအဲ့တော့ဒီနေ့နဲ့ဝါသနာကိုရှာရဲ့နေရာမှာတော့ powerful ဖြစ်ဆုံးကဒီနေ့တာမှာဖြစ်ပျက်သမျှကုံလုံးစာအုပ်နဲ့ခြားရေးကြည့်ခြင်းအားဖြင့်သိလာနိုင်နိုင်မယ်လို့လင်ကတော့အကြံပေးလိုက်ချင်ပါတယ်အဲ့တော့လင်ကိုကိုလေးမိတ်ဆက်ချင်ပါတယ်ညီမရောလင်မညီမက knowledge မပိုင်နေဆိုတဲ့ channel လေးမှာ coffee blog my sacrona patata vlog တွေနောက်ဘူးသူတရရစီအားလေးတွေကို sharing လုပ်ပေးနေတဲ့လူတရားလည်းဖြစ်ပါတယ်အခု လက်တော်မှာတော့ link က psychology ရော spiritual ဘိုင်းနေလဲလေ့လာနေရလူတယောက်လဲဖြစ်တယ်လို့ certificate တက်ပြီးရ counseling ဘိုင်းနေနဲ့ business coaching ဘိုင်းနေကိုလဲလေ့လာပြီးတော့လေ့လာလို့ရတဲ့ဟာလေးကို knowledge sharing လုပ်ပြီးနေလူတယောက်လဲဖြစ်ပါတယ်အဲ့တော့ဒီ vlog လေးကိုလည်းအာဆက်လက်ပြီး up ပြောင်းလို့လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်တစ်စီစဉ်တည်းတည်းဗီဒီယိုတည်းတည်း focus တည်းတည်းမှာပြန်လည်းပြီးတော့ဆုံးပြပါအောင်မယ်နော်။